်မင်္ဂလာပါလို့ဥစွာပဏာမနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာကဲဒီတစ်ခေါက် recap ပြုလုပ်ပေးမှာကတော့တရေကားတွေနဲ့ပဲထိတ်လန့်တာတွေများနေမှာစိုးတဲ့အတွက်စိတ်ရွှင်လန်းစေလိုတဲ့စေတနာဖြင့်ဟာတာကားလေးတကားကိုတင်ဆက်ပေးသွားမှာပါထိုင်းနိုင်ငံမှာကဘာလက်ခီးသွားတဲ့အမြောင်အများလာရောက်လဲပတ်တယ်လို့ဒါကိုအတုံးချပြီးလိန်စားနေတဲ့အဖွဲတွေကလည်းရှိနေကြပါဒီထဲမှာနိုင်ငံသားခီးသွားတွေကို အကွာဘောင်းစုံနဲ့လိန်လဲမဲ့ငကြက်တို့အဖွဲတစ်ခုရှိပါတယ်။ဒါပေမဲ့နီလန်ဘောင်းစုံနဲ့လိန်နေရင်ကနေဂျင်းထဲတာများသွားပြီးခကြီးသွားငမဲကောင်ကရဲတိုင်လိုက်လို့အုံနိုင်ရန်ဖောက်ပြေးတောင်မလွတ်တော့ပဲအဖမ်းကန်ထိပ်ပြီးထောင်ချသွားပါလိမ့်ရော။အဲဒီနောက်မှာတော့ထိုင်းနိုင်ငံဟာဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှကဘာလဲခီးတယ်တွေကလည်းအများအပြားလာရောက်လဲပတ်နေကြတာပါဒီထဲမှာတရုတ်လူမျိုးတွေဟာလည်းထိုင်းနိုင်ငံကိုအများဆုံးလာကြတာပါ လာရောက်လဲပတ်လို့အကောင်းဆုံးနိုင်ငံရဲ့ထောင်ထဲမှာငါးချက်တယောက်ရောက်ရှိနေပြီစိတ်ပြက်ငေးမောနေက အမွှေးအမြင်တွေလဲထူလို့မုန်းစိတ်မွေးတွေကိုပြောတာပါရေးတဲ့သူ့ကိုနောက်ကနေပုတ်တီးပုတ်သက်လုံနေတဲ့တယောက်ကလည်းရှိနေကဒါလည်းအေးအေးဆေးပါပဲသူလှုပ်ချင်တာလှုပ်ဒီချိန်မှာထောင်ဝင်တန်းတွေကလည်းဟေ့ဘာနိုင်နေတာလဲပြောပြောဆိုဆိုနဲ့ပဲငါးချက်ကိုခေါ်ထုတ်သွားပါတယ်သူကလွတ်ရက်စီသွားလို့ပါပဲသူထွက်သွားတော့တခြားအခန်းကောင်တွေကလည်းယောက်ျားနောက်လဲလာခဲ့နော်အိုး ငါမင်းကိုတတိယနေမှာအပြင်မှာဆင်းရဲရင်ငါတို့နဲ့ပြန်လာနေဒီလိုတယောက်တစ်ပေါက်တွေအော်ဟစ်စားနောက်နေချင်းတတူးအပြိတန်ချိုးတွေအထက်ထက်ခတ်ထားတဲ့ထောင်သားဝင်လာတဲ့အခါမှာအကုံလုံးကလည်းအထိတ်ထိတ်အဖျားဖျားနဲ့ညင်သွားကြပါတယ်ငါချက်ကလည်းဘာကောင်လဲဆိုပြီးကြည့်မိသွားလို့ထောင်ဝင်တန်းကလည်းဟေ့တေးချင်းလို့တွားကြည့်နေတာလားဘသူမို့လဲအဲ့ဒါအဲ့ဒါကတိရက်ထောင်ကလွတ်လာတာနှစ်နှစ်ရှိပြီအခုမှပြန်ဝင်လာတာသူမိန်းမကဒီမှာထောင်ကျနေတယ်ကြာလို့သူ့ဘာသာသူပြန်ဝင်လာတာအိုး ဒီလိုနဲ့ငကြက်တယောက်ထောင်တကားကအထွတ်မှာလေကောင်းလေတန်းကိုအဝရှူသွင်းလိုက်ပါတယ်။နောက်ကစကားလမ်းပြောတဲ့ထောင်ဝင်တန်းကိုလည်းလှည့်ကြည့်မယ်လို့လက်မကြည့်နဲ့မကြဘူးဘူးလားထောင်တကားကိုလှည့်ကြည့်ရင်နောက်တစ်ခေါက်ပြန်ဝင်ရတတ်တယ်။ငကြက်လည်းနောက်ပြန်ပဲနှုတ်ဆက်ပြီးခတ်တော့တော့ထွက်အလာမှာပဲ။မန်တစ်ချက်ကတဲ့အသွာသူ့ရဲ့စောကြီးအမွေးတွေကိုမြင်ပြီးယွန်သွားပါတယ်။မုတ်စိတ်မွေးတွေပါ။အဲ့ဒီနောက်မှာတော့လေညင်းခံရင်ကန်းဆက်မှာစကီလေးရောင်းတဲ့ဆိုင်မှာတွဲဖက်ကြီးတွေနဲ့ပြန်ဆုံလိုက်ပြီးစကားဆက်မြည်ပြောဆိုကြတာပေါ့။ ပြောရင်သူ့ရဲ့အကိုဝေအကြောင်းကိုမေးတဲ့အခါမှာကိုဝေလည်းဝရံပြည့်တယောက်ဖြစ်နေပြီးရှောင်းနေတာကိုသိလိုက်ရပြီဖတရားမှာရှောင်းနေတယ်လို့ဆိုပါတယ်ငကြက်လေးလီကြီးလီကြီးတွေပြောကဘဝကိုခန်းခန်းနာနာပြန်နေမယ်ကိုချေတော့ဘုံကိုရက်တီဖို့အချိန်ကျပြီမနေ့ပြန်အကျွေးလိုက်တောင်းမယ်အိုးငကြက်မင်းထောင်ထဲရောက်သွားတော့အချိန်နေတွေပြောင်းလဲသွားပြီကွာအခုကဘာလုံးလုံးလိုင်းစင်ရှိမှရတာဦးလေးလောက်သူကလည်းမင်းငါနဲ့တုတ်တုံမောင်းကွာမင်းကနေနဲ့ညနဲ့မောင်းငါကဝေစုကိုအိပ်ပြီးယူမယ်အိုး ငါချက်ကစိတ်ဝင်စားပါဘူးလူဆိုတာလဲကြရင်ပြန်ထရတယ်ဘဝဆိုတာမနှက်ပြန်ရှိရတယ်ထောက်ပေါက်တစ်ခုတော့ရှာတွေ့မှာပါ၃ယောက်သားအရင်လိုခီးသွွားအလုံးနဲ့လိန်စားဖို့ပါပဲဦးလေးလုတ်သူကရိုးရိုးသားသားလုံမစားခြင်းဘူးလားလို့မေးတော့ငါချက်တို့ကလည်းကောင်းတာလောက်ရတာခတ်တယ်လို့ထင်ပြီးလွယ်လွယ်ပိုက်ဆံရတာကိုပဲလှုပ်ချင်တာပါဒီလိုနဲ့တညကုံဆုံးလိုက်ကြပြီနောက်တနေ့မနက်လေကောင်းလေတန်းရတဲ့အဲ့ရထမှာနိုးလာကြပါတယ်ငါချက်တယောက်နိုးလာတာနဲ့ပတ်ဝန်းကျင်ကိုတစ်ချက်ရှိုးလိုက်တဲ့အခါမှာတော့ ခကြီးသွားတရုတ်တွေကိုမြင်ပြီးသူ့ရဲ့မျက်လုံးထဲမှာပိုက်ဆံနေလို့တွားလိုက်ပါပြီဒီတော့တရုတ်လူတွေဝိတရုတ်လူတွေပြောပြီးလိန်ဖို့လမ်းမေးစပွဲလေးချအစာပြိုးတော့မှာပဲဒီနေမြေမှာကြီးဆိုးနေတဲ့ဆရာကြီးနဲ့တို့ပြီးဆရာကြီးမှမသိလို့ဖျဲမိရာကနေအထူထောင်းခံရပါတော့တယ်ပလက်ပေါင်းပေါ်ပြားကတ်အောင်ဝိုင်းတီးခံလိုက်ရလို့နှာခေါင်းသွေးရှံသွားတယ်ပြင်ကလေးတယောက်ကငကြက်ကိုဖနှောင်းနေပေါက်နေလို့ဟင်းဒီကလေးတော့အထအကျိမ်းမောင်းလုံးရှိသေးအဖိုးကြီးရဲ့မြေးဖြစ်နေလို့ကတော့ပြီးလွတ်လိုက်ရပါတယ်အဖိုးကြီးကလည်းလက်ချရိုက်လိုက်ပြီး သူကတရုတ်မို့သူ့လူမျိုးတွေကိုမလိန်စားဖို့နဲ့လိန်စားတဲ့လူတွေကိုအရန်မုန်းတာဖြစ်ကြောင်းနဲ့ခီးတော်အလုပ်ဆိုတာယုံကြည်မှုနဲ့ရိုးသားမှုနဲ့လုပ်ရတာလို့ပြောကမလိန်စားဘဲအလုပ်တကယ်လုပ်တင်ကြောင်းပြောဆိုပါတယ်ငကြက်တို့လည်းအလုပ်ရှိရင်ပေးပါလို့ပြောတော့အောက်ကိုခောက်ဆွဲတွေတွန်ချပြီးစားရင်အလုပ်ပေးမယ်လို့ဆိုတဲ့အတွက်ငကြက်လည်းအောက်ကခောက်ဆွဲကိုကောက်စားမှာပဲအဘိုးကြီးကသူ့ကိုစမ်းတတ်တာဖြစ်ပြီးအလုပ်တစ်ခုပေးခဲ့ကကားအကောင်စားကြီးနဲ့ထွက်သွားပါတယ်အဖိုးကြီးပေးခဲ့တာကထိုင်းကိုအပန်းဖြေလာမယ် တရုတ်တွေကိုတာဝန်ယူလိုက်ပို့ရမယ်ပို့ဆောင်ရေးပါတရုတ်ခုနှစ်ယောက်ဖြစ်ပြီး၃ညအိတ်၄ရက်ခီလိုက်ပို့ရမှာဖြစ်ကပိုက်ဆံကိုလည်းတတိကတရက်စာတရက်လွှဲပေးမှာပါဒီတော့ငကြက်ဦးဆောင်ပြီးပို့ဆောင်ရေးလုပ်ငန်းကိုရိုးရိုးသားသားကြိုးကြိုးစားစားနဲ့လုပ်ဖို့ဆုံးဖြတ်လိုက်ကြပြီဦးလေးဖြစ်သူကိုကားရစီရှာခိုင်းလိုက်ပါတယ်ပြီးတာနဲ့လေရင်ခွဲမှာလူသွားကြိုကြတော့ပထမဆုံးတရုတ်မှချောချောလေးထွက်လာပြီပထမတယောက်ကအယမ်းလာတာနောက်လူတွေတောင်ဘလောက်လှမလဲဆိုပြီးငကြက်ကသူ့အလဲပေါ်ဒါပေမဲ့ရောက်လာတာကယောက်ျားတွေပါ နောက်ထပ်နောက်ဆုံးရောက်လာတဲ့အဖွားကြီးကလည်းသူ့ကိုတရုတ်လိုတွေပြောပြီးအိတ်ကြီးထိုးပေးတာကိုလက်ဆောင်မုံပေးပါတယ်ဆိုပြီးအာရပါရနှိုက်ထုတ်လိုက်တော့ချီးပြီးဖြစ်နေပါလေ။အဲ့ဒီနောက်မှာတော့ကားသွားရှာတဲ့လူကကားကైပိုက်ဆံမရသေးလို့ပိုက်ဆံလွှဲပေးဖို့တတိကိုဖုံးလန့်ဆက်တော့စကီလေးနဲ့ပွေနဲ့အလုံးရှုံနေလို့နောက်မှလွှဲမယ်ဆိုပြီးဖုံးချသွားပါတယ်။ဒီတော့ငကြက်လဲဦးလေးကိုဒီညမဖြစ်မနေကားကိုရအောင်ရှာလာခဲ့လို့အမိန်ပေးလိုက်ပါတယ်။ဦးလေးလို့သူကလည်းကားအောင်နာစီဝင်သွားပြီးတော်ကီတွေပြစ်တာတွေနားထောင်ပြီးကားတစ်စီးရဖို့စိတ်ရှည်ရတာပေါ့။ ကာအုံနာကလည်းလေပေါ်ချက်ကလေပေါ်ရင်ထမင်းနဲ့ငုပ်သီးတွေစော့ထဲနေကနောက်ဆုံးအထက်လွန်သွားတော့သူ့ငုပ်သီးတွေမြင်ပြီးလန်သွားပါတယ်ဒီတော့မင်းကားလိုချင်အဲ့ဒါစားဆိုပြီးအကြက်ကင်နေလို့ငကြက်ရဲ့ဦးလေးလည်းကားလိုချင်တော့စားဖို့လုံရတာပါပဲကားတော့ထားသွားယူပြီးပြန်လာတော့အခန်းထဲကထွက်လာပြီးပြလိုက်တော့တော်တွေကအများကြီးပါဒီထဲမှာကကားတော့ကိုရှာရသေးတာပါ စကားပြောလိုက်ရေးလိုက်နဲ့ကားတော့ရှာရင်ညနေကလည်းစောင်းလာပါပြီတနေ့ကုန်အောင်စကားပြောပြီးမှတော့ပျောက်နေတယ်ဟာဟေး ဟာငါသတိရပြီတော့ကဒီမှာမရှိဘူးဟာကားထဲမှာငကြက်ဦးလေးလဲဆဲပြီးထပြီးထွက်သွားပါတယ်တရုတ်တူကလည်းညရောက်နေပြီကားကမလာသေးလို့တယောက်တစ်ပောက်ဝိုင်းပြီးငကြက်ကိုပေါက်ပေါက်ဖောက်နေကြကဝိုင်းပြီးစာနာပြကြပါလေရောငကြက်လည်းဖြည့်ရှင်းရခတ်ပြီးအကြက်ရိုက်နေချင်းလုံကြုံကြီးကလည်းအနာကိုလာနေကသူတိုင်ပတ်နေချင်းမှာပဲကားကရုတ်တရက်ရောက်လာလို့ကံကောင်းသွားပြီးအတင်းမဲ့တရောတော်ဘာကားပေါ်ကိုမောင်းတင်ပြီးခီးဆက်ကြပါတယ် ကားရပြီဆိုတော့ဟိုတယ်ကပိုက်ဆံလှမ်းတောင်းတော့တတိကသူတို့ကိုပတ်နေတာပါမနှက်မှလွှဲမယ်လို့လှုပ်ပြန်ပါတယ်ဒီတော့ငကြက်တို့လည်းအကြံအိုက်လာကြပါပြီအိတ်စီယာနေရာမရှိတဲ့အတွက်တညာလုံးကားမောင်းခိုင်းလိုက်ပါတယ်အယုံမတယောက်ကထပြီးစကားပြောတဲ့အခါမှာတယောက်မှနားမလဲပဲဇက်ကပြန်လိုလာပါပြီဒါပေမဲ့သူတို့မှလည်းပိုက်ဆံကတပြားမှမရှိကြပါဘူးယူပောက်ချင်တာပဲနေမှာဆိုပြီးကားရပ်ပေးလိုက်တော့ဟုတ်တာပါပဲတယောက်မှကဆင်းပြီးထွက်ပြေးသွားပါတယ် ကားရထားတော့မှာပဲနောက်တစ်ယောက်ကလမ်းဘေးကဘော်ဒီတောင်းတောင်းမိန်းကလေးတယောက်ကိုသဘောကျသွားပြီငါချက်ကိုအတင်ပိုက်ဆံပေးပြီးသွားခေါ်ခိုင်းပါတော့တယ်ငါချက်လည်းပိုက်ဆံယူပြီးအနားကိုသွားတော့ငမဲကောင်ပါငါချက်ကိုဓမြတိုက်ထုတ်လိုက်ပြီးတရုတ်ကိုလည်းဒီလွတ်လိုက်လို့မှားလိုက်ပါတယ်ငါချက်ကလည်းတရုတ်စီကပိုက်ဆံကိုယူပြီးသူကိုယ်တိုင်သွားခိုင်းလိုက်တော့အနားကိုရောက်တာနဲ့အနောက်ကနေသွားခိုင်းလို့ဓာတ်နဲ့လှည့်အရှင်တရုတ်ကလည်းမခေးပါဘူးရှောင်းလင်တိုင်းတတ်ထားတာပါဒီတော့ငမဲကောင်နဲ့တရုတ်နဲ့ဖိုက်တင်ပလီကြပါတော့အပြန်အလှန်တရုတ်ကတပြန်ငမဲကတပြန်တီးနေကြချင်း ဖိုက်နေတာပြောတာပါဒီအချိန်မှာပဲတခြားလူတွေလည်းမြောက်ပွဲကြည့်သလိုဝမ်းကြည့်နေကြတာပါနောက်တော့ငမဲရဲ့ညီတော်ကိုခြေနဲ့ကမ်းမိသွားလို့လဲကြသွားကတရုတ်လိုတောင်းပန်လိုက်ပါတယ်တရုတ်တွေထွက်သွားတော့ငမဲလည်းတောင်းပန်ရင်သူ့ကိုရဲလက်မအပ်ပါနဲ့လို့ဆိုပါတယ်ငကြက်ကိုကင်လောက်တာခလောက်တန်နေပါထွက်လို့ပါဒါပေမဲ့ငမဲကတရုတ်လိုတတ်တာကိုတီးသွားပြီးငကြက်တယောက်အကျိုးရှိစွာအတုံးချလိုက်ပါပြီစကားပြန်တယောက်အနေနဲ့ဖရီခေါ်သွားတာပါဒီလိုနဲ့ဘန်ကောက်ကိုရောက်လာခဲ့ပြီးနေရာတွေကိုငမဲကပဲလိုက်ရှင်းပြပေးရပါတယ် ောက်တော့သွားနေရင်တေဦးမကြီးကငမဲကိုရံတွေ့ပြီးဗိုက်စာနေပြီလို့ဆိုတော့ငါကျက်တို့လည်းတိုင်ပတ်ပြန်ပါပြီအကျန်အဲ့နေတုန်းမှာလမ်းဘေးကဖြတ်သွားတဲ့တရုတ်တွေလက်ထဲမှာအလုံမုံတွေကိုတွေ့တော့ဘုံချောင်းကမုံတောင်းပြီးကျွေးလိုက်တာမနှက်စာပြီးသွားတာပါပဲပြီးတာနဲ့နေလေစာထမင်းစားခြင်းဘဲချိန်စားရမှာလဲမေးလံပြန်ပါတယ်ငါကျက်တို့လည်းအတော်စဉ်းစားရခတ်ပြန်ပါပြီစားရမယ်လို့နှစ်သိမ့်လိုက်ရင်စံမောင်းလာတဲ့အခါမှာတော့လမ်းဘေးမှာမင်္ဂလာဆောင်အခမ်းအနားကြောင်ညာထားတာကိုတွေ့သွားပါလိမ့်ရော့ ီတော့ငကြက်ပြောပြီလေသူများမင်္ဂလာဆောင်ပွဲတွေကိုမောင်းသွင်းလိုက်ပြီစက်ကူကိုစာရီထည့်ထည့်ပြီးတဖွဲ့လုံးဝင်ဆွဲကြပါတယ်သူများမင်္ဂလာပွဲမှန်းမသိတရုတ်တွေကသူတို့အတွက်မှားထားတယ်ထင်ပြီးအလူရက်တွေစားနေလို့ဝိုင်းကြည့်နေကြတာပါငကြက်တို့စားပြီလေသူတို့ကစားလို့မပြီးသေးပါဘူးငကြက်ကိုဟိတ်ကောင်မင်္ဂလာပွဲကြီးမလားမဟုတ်ပါဘူးငါဘိုကင်တင်ထားတာနဲ့မင်္ဂလာပွဲနဲ့တူးသွားလို့ပါဟာဦးလေးလို့သူကလည်းသူတို့စားနေတာကြောက်စရာကြီးငါချီးတောင်မပါရဲတော့ဘူး တရုတ်တွေစားတာမပြီးသေးလို့ထိုင်ဆောင်နေကြကြင်မင်္ဂလာပွဲကလည်းပြီးသွားကသူတို့သားနဲ့သူတို့သမီးကလည်းလက်ပွဲပိုက်ဆံတွေစစ်ပါလိရောဒီတော့အခြေအနေမဟန်တော့ဘူးဆိုတာသိတဲ့အတွက်တရုတ်တွေကအမြန်သွားခေါ်လိုက်ပြီးမယ်သူတို့ကမထကြသေးပါဘူးဒီတော့ပကန်းနေအတင်းယူပြီးပြီးမှအနောက်ကနေလိုက်လာကြတာပါကားပေါ်အမြန်တက်ပြီးမီးခိုးတက်အောင်မောင်းပြေးကြရပါတယ်ကားပေါ်ဒီပကန်းတွေယူလာပြီးစားကြတော့မှပဲအတော်ကြာမောင်းပြီးတော့ဖတ်ထရားကိုရောက်ကြပါတယ်ရောက်တဲ့နေရာကလည်းကိုဝေရှောင်နေတဲ့နေရာပါ တွေးတာနဲ့ပြေးဖက်ပေးမိ။ကိုဝေကလက်သီးနဲ့ထိုးချလိုက်ပါလေ။သူမကျင်တတ်တာတွေပြောပြီးရန်တွေးနေကငါချက်ကလည်းပြန်ထိုးတာပါပဲ။ဒါကိုမြင်တော့တရုတ်တွေလည်းလန်သွားကြပါလေ။ငါချက်ကလည်းငါမင်းကြောင့်ထောင်ကြတာကွာ။အပြင်အလန်တယောက်နဲ့တယောက်အပြစ်တွေပြော ရန်နေတွေးနေကြတာပါ။ခဏပါပဲ။နှစ်ယောက်လုံးညီလေးရဲ့အကိုကြီးရင်နဲ့ပြန်ဖြစ်သွားကြပြီ။မင်းရောထောင်ကြတာအဆင်ပြေလား။အေးမင်းရောက်ခွေးတရောင်စားဖြစ်ရတာအဆင်ပြေလားဖဲ့ကြပါသေးတယ်ပြီးတာနဲ့ပကုံးပတ်ပြီးတရုတ်တွေပါအထက်ခေါ်လာလိုက်ကြပါတယ် အခန်းတွေကိုမိန်းကလေးယောက်ျားလေးခွဲပြီးနေရာချတဲ့အခါမှာသူတို့ကိုပြတော့ကနေရာတွေမဟုတ်ဘူးလို့ပြောနေကြကာသူတို့ကိုဖတ်တရားကဟိုတယ်မှာထားမယ်လို့ပြောကြလို့ပါပဲငကြက်ကလည်းတကြက်ပဲရှိတာပါဝင်လာတော့ကဆိုင်းပုံမှာလဲဖတ်တရားဟိုတယ်လို့ရေးထားတာလို့ပြောပြီးထွက်သွားပါတော့နေဒီတော့တရုတ်တွေလည်းမကြည်မနှက်နဲ့ပဲကြံခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့တထေးကိုငကြက်ကပိုက်ဆံပေးဖို့ဖုံးဆက်ပြန်ပါတယ်ဒီတကားလည်းအကြောင်းတစ်မျိုးမျိုးပြပြီးပိုက်ဆံမရပြန်ပါဘူး ။ဘတ်ဂျက်ကလည်းဇွဲမလျှော့ပါဘူး။လှုပ်စရာရှိတာအဆုံးထိဆက်လုပ်ဖို့ဆုံးဖြတ်လိုက်ကာ။သူ့ရဲ့တွဲဘက်ကိုမိုတီတီပြေးနေကာ။ရှေ့ကိုဆက်ကြဖို့အားပေးစကားတွေပြောနေချင်း။ဟိုကတေယုံမလေးကိုမြင်ပြီးအနားမှမရှိတော့ပါဘူး။တေယုံမလေးကလည်းဖုန်းနဲ့ရိုက်ရင်အိမ်ပေါ်ကနေရေထဲကိုပြုတ်ကျသွားလို့လူစွမ်းကောင်းကြီးလှုပ်ပြီးအပြေခုံချပြီးအလိုက်။ရေကတိတ်တိတ်လေးမျိုးပြကန်သွားရပါလား။ထမင်းစားချိန်မှာလဲဖတရားဟိုတယ်ရဲ့အကောင်စားတို့စရာနဲ့ငပိရီတွေခြာကျွေးနေလို့အကြိုက်တွေ့သွားကြပါတယ်။အကြီးတဲ့အဖိုးကြီးတယောက်ကပွဲကြည့်ခြင်းနဲ့လှုပ်နေလို့ ကြည့်ရမယ်လို့ပြောလိုက်တဲ့အတွက်ပျော်ရှင်သွားကြပါတယ်။ငါကြက်တယောက်ဘလို့များကြမ်းအောင်မလဲ။ဇက်ပွဲကြည့်ဖို့အတွက်တရုတ်မာလေးစူစူကတော့အလှတွေပြင်းနေသလိုတခြားလူတွေကလည်းပျော်ပျော်ရှင်ရှင်နဲ့ပြင်ဆင်ကြပါတယ်။ငါကြက်ကလက်မှတ်ရောင်းတဲ့လူစီကနေသူနဲ့ခင်တဲ့လူမျိုးလက်မှတ်အကြက်ကင်ပြီးသွားတောင်းပေမဲ့ဟိုကတငယ်ကိုပေးလိုက်လို့လက်ပလာနဲ့ပြန်လာရပြီ။တရုတ်တွေလည်းစိတ်ဆိုးကုန်ကြပါတယ်။အာဝံဆိုတဲ့လူကလည်းကြည်ကွဲနေပြီးသူထိုင်းမှာကောင်မလေးတယောက်နဲ့ဆုံချင်းတယ်လို့ပြောတာကိုငါကြက်ကလည်းနားမလဲပဲရမ်းပြီးစက်ကြီးလေးတွေရှာခိုင်းနေတယ်ထင်ပြီ။ ဘားကိုခေါ်သွားပြီးကောင်မလေးတွေနဲ့မိတ်ဆက်ပေးလိုက်တော့ပိုးကတင်းပြီးပြောဆိုပြီးထွက်သွားပါတော့တယ်ဆူဆူနဲ့ငကြက်ရဲ့တငယ်ချင်းကလည်းကန်းချီမှာအတူရှိနေကြပြီကောင်မလေးကတပ်ပုံရိုက်ခိုင်းတော့ဖုံးယူပြီးရိုက်မယ်အလုံတုံးမှာသူ့စီကိုအင်ဂျီတွေရောက်လာပါတယ်ဘိုးကအကုန်ချွတ်နေပါပြီဒီအချိန်မှာပဲဖုံးတဲ့ကိုဗီဒီယိုတက်လာလို့ကြည့်လိုက်တော့ဆူဆူကပုံတွေကိုလိုင်းပေါ်မှာပြပြီးလှုပ်ရှားတယ်လူမှန်သိပြီးတယောက်တည်းထားခဲ့လိုက်ပါတယ်အာဝံကလည်းတယောက်တည်းကန်းစားမှာကြီးကွေးနေချင်းရေထဲမှာတခုခုကိုမြင်သွားပါတယ် မနေ့ရောက်တော့ရေထဲမှာသူညက तू တွေးခဲ့တဲ့လူကိုပြန်စင်းစားလို့ပေါ့ဒါပေမဲ့ तू တတိယတော့မရှိတော့ပဲ तू နဲ့ဆုံခဲ့တာကအထီးလားအမားလားမသိလိုက်ရပါဘူးစူစူကလည်းငကြက်ရဲ့တင်ငယ်ချင်းအနာကိုလာတော့ငနေကလည်းကောင်မလေးကိုရှောင်ထပ်ပြီးသွားပါလိရောငကြက်ကလိုက်မေးနေချင်းတတိကသူတို့ကိုပိုက်ဆံလွှဲလာပါတယ်အဲ့ဒါကတော့ဘတ်တထောင်ပါငကြက်လည်းစွန့်အာသွားပါတယ်သူတို့ကိုလိန်သွားတာပါခီးသွေးတွေစီကငွေကိုယူပြီးသွားနှက်နေတာဖြစ်ပြီး ငကြက်တို့ကိုတော့တရုတ်တတိုင်းနဲ့လွှတ်ပေးထားခဲ့တာပါပဲဒါလည်းငကြက်တို့ကယူသားပြီဆိုရင်အပီယူသားတာပါလိန်ခံရမှမတည်သေးပါဘူးတသိန်းလွှဲရမှာကိုတထောင်ပဲဖြစ်နေလို့ဖုံးဆက်တော့ဘိုးကတုံးညာနှလုံးမှားကြံခဲ့တာလို့မနှက်ပြန်မှလွှဲမယ်လို့လုတ်ပြန်ပါတယ်အဲ့ဒီနောက်မှာတော့တရုတ်တွေကပင်လယ်စာစားကျင်တယ်လို့ငမဲကောင်ကလာပြောတာမျက်နာကိုထိုးမိတော့မယ်အတိုင်းပါပဲဒီတော့ငကြက်တို့လည်းပိုက်ဆံကမရှိပင်လယ်စာကျွေးနိုင်ဖို့ငားရှာဖို့ကြံရပြန်ပါတယ်ငကြက်တို့ကြံရင်ထရန်အောင်ချီးကုန်းတဲ့တုံဖြစ်နိုင်တာပါ မဆုံမချောက်လေးရှိတဲ့လေကိုသွားပြီးတောင်းတော့ပင်လယ်စာအကိတ်ကြီးတွေရလာပါတယ်ဒီတော့ပင်လယ်စာနဲ့တဲခင်းအဲ့ခံပြစ်လိုက်ရင်သဘောတွေကျနေချင်းအဖိုးကြီးကစားလို့တောက်လို့ပြီးမှသူ့မှာပါလာတဲ့တရောကိုထိုးရင်ပျော်ရွှင်နေပြီမဲ့အာဝံကတော့သူညကမူးမူးနဲ့စုံခဲ့တဲ့တယောက်ကိုတတိရနေတာမို့ထပြီးထွက်သွားပါတယ်ဒါကိုပင်လယ်စာစပွန်ဆာပေးထားတဲ့ငတိလေးကလည်းမြင်ပြီးအနောက်ကနေလိုက်သွားရင်တရုတ်တွေမှုတ်လိုက်တာဘာလို့မှုတ်လိုက်လဲမသိဘူးဟိုကထထွက်သွားပါလိမ့်ရောတစ်ဖက်မှာလည်းဘိုးတော်ကြီးကကမ်းခြေကိုရှောင်ရင်း အတရားဟောတဲ့အစ်စ်မြင်ခဲ့တယ်လို့သူ့လူတွေကိုရှင်းပြပါလိမ့်ရောရဲတိုင်းပဲလုံနေလို့ဒီတော့ငကြက်တို့ကဗဇက်အဟောင်းသားနဲ့အကြက်ရိုက်နေရပါပြီအကြီးတဲ့အာဝံကလည်းသူညကတွေးခဲ့တာအကြောင်းပြန်စင်းစားရင်သူမူးမူးနဲ့ကမ်းခြေမှာစုံခဲ့တာကမင်းကလေးအစ်စ်မဟုံမှန်တီးသွားပြီးရေထဲကိုခုံချပြစ်လိုက်ပါအလုံးကဝိုင်းကယ်ထားကြပြီဘာလို့ခုံချတာလဲမေးတော့သူ့ရဲ့ရည်ရွယ်ချက်ကထိုင်းကောင်မလေးတယောက်နဲ့အတူရှိကျင်တာကိုအခုတော့ယောက်ျားလေးတယောက်နဲ့ဘဝပြတ်သွားခဲ့လို့ပါပဲ ဒီချိန်မှာဘိုးတော်ကြီးကလည်းရဲတိုင်ပဲလုံနေကဒါပေမဲ့ကြံတဲ့လူတွေကလည်းဘွေမယူပဲသူတို့ကလည်းဈေးပေါ်ပေါ်နဲ့လာခဲ့ရတာမို့ဒီလိုပျော်ပျော်ရွှင်ရွှင်နဲ့သွားရတာလည်းကောင်းပါတယ်လို့ဆိုကသူတို့ကလူကောင်းတွေပါလူဆိုးတွေနဲ့မတူပါဘူးလို့အဖွားကြီးကဖြောင်းပြလိုက်တော့အဖိုးကြီးကမကြည်မနှက်ပဲထားလိုက်ရပါတယ်ဒီတိုင်းဘာမှမဖြစ်သူလို့ပဲပုံမှန်တိုင်းပဲဆက်ပြီးလဲပတ်ကြမယ်လို့ပြောဆိုကြပါတယ်ဒါကိုကြားတော့ငကြက်ကလည်းခံစားသွားရပါတယ်နောက်တနေ့ငကြက်တို့အဖွဲခီးစားကြတော့အကူဖြစ်သူကကောင်းတာတွေပဲလှုပ်ဖို့နဲ့ သူလည်းလူကောင်းစိတ်ဝင်လာပြီးငကြက်ဖြစ်ကျင်တဲ့အိမ်မက်ကိုလည်းအယုံမပေးဘဲဆက်သွားပါလို့အားပေးလိုက်ရင်တယောက်နဲ့တယောက်ဖတ်ထားကြပါတယ်ဒီချိန်မှာပဲဟာအကိုမင်းကအရင်တိုင်းပဲနော်အေးလေငါကအရင်တိုင်းပဲမပြောင်းလဲဘူးကွအေးမင်းအခုထိချင်းစော်နန်နေတုံးပဲဒါလည်းသူမဟုတ်တော့လို့ပဲဆက်ရှိနေတာပါငကြက်လည်းနှုတ်ဆက်ပြီးကားပေါ်ကိုတက်သွားတော့ကားပေါ်ကိုရောက်တာနဲ့တရုတ်တွေကိုထိုင်းလို့တောင်းပန်စကားဆိုလိုက်ပါတယ်သူကဥပဒေနဲ့လုတ်ကင်းတဲ့ပို့ဆောင်ရေးလုပ်ငန်းတစ်ခုကို တငယ်ချင်းတွေနဲ့အတူလှုပ်ချင်တဲ့အိမ်မက်ရှိတာဖြစ်ကြောင်းနဲ့စက်ကြိုးစားသွားမှာပါလို့ပြောလိုက်တာပွဲသွားကြည့်ကြမယ်လို့ပြောလိုက်လို့အကောင်လုံးလည်းပျော်ရွှင်သွားကြပါလေပွဲကြည့်ရဖို့အတွက်ရုံပိုင်ကြီးကိုငကြက်တယောက်ဒူးထောက်တောင်းပန်လိုက်တော့သူကိုလက်ခံလိုက်ပြီးတရုတ်တွေကိုပွဲသွားကြည့်စီပါတယ်ငကြက်တို့လည်းကောင်းတာလေးလှုပ်ပေးလိုက်ရလို့စိတ်ချမ်းသာပျော်ပျော်ရွှင်ရွှင်နဲ့ထွက်လာကြတော့မှပဲသူတို့ကိုအလုပ်ပေးတဲ့တတိယဆိုသူကလူလိန်အကြီးစားဆိုတာကိုတည်င်းမှာမြင်လိုက်ရလို့စွန့်အာသွားရပါတယ်သူတို့ဓာတ်ပုံတွေပါကျွန်ညာတဲ့ပါလာလို့တိုင်ပတ်ပါပြီ ဖုံးဆက်ကြည့်တော့ဖုံးဆက်လို့မရတော့ပါဘူး။ငကြက်လေးစိတ်တူတူနဲ့ဖုံးကိုလှုပ်ပြလိုက်ပြီ။ဖြစ်ချင်ရဖြစ်တရုတ်တွေကိုဓားမြတိုက်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကိုတငယ်ချင်းဖြစ်သူကလက်မခံပါဘူး။သူတို့အိမ်မက်တွေပြက်စီးသွားမယ်ဆိုပြီးဖြောင်းဖြားလဲမရတော့ပဲ။မလုံချင်ရင်ထွက်သွားလို့ပြောလိုက်လို့တငယ်ချင်းဖြစ်သူလည်းစိတ်ဆိုးပြီးကားပေါ်ကနေထွက်သွားပါတယ်။ငကြက်ကမောင်းတင်ထားပါတယ်ဆိုမှတရုတ်တွေကပြန်လာတော့ပွဲကြီးရတာကောင်းလို့ဆိုပြီးသူ့ကိုကျေးဇူးတင်တဲ့စကားဆိုကြပါတယ်။ငကြက်လည်းမျက်နှာမသာမယာနဲ့ပါပဲ။ အားလုံးတက်ပြီးလို့ထွက်တဲ့အခါမှာတငယ်ချင်းကကားရှိပိတ်ရံကားပေါ်တက်လာကသူလည်းသဘောတူပြီးဘယ်သူကမှတော့ထိကြိုက်အောင်မလုပ်ပါနဲ့လို့ကတိတောင်းလိုက်ပါတယ်ဒီတော့ဆက်သွားကြရင်ပြဿနာနောက်တစ်မျိုးကတက်ပါပြီကားကစီကုံသွားပါပြီဒီတော့ငကြက်တို့လည်းကြံရပြန်ပါပြီဓာတ်စီဆိုင်ဒီဇိုင်းကိုထိုးရပြီးညီလေးအပြစ်ထည့်လို့ပြောလိုက်ကဟိုကစီထည့်နေချင်းငကြက်တို့ကလည်းတယောက်နဲ့တယောက်အချက်ပြပြီးအစင်အသင့်ပြင်ထားကြတာပါစီပြည့်တာနဲ့မောင်းပြီးပြေးကြမှာပါ ဒီအချိန်မှာပဲမြေအဖွားနှစ်ယောက်ကလည်းထလာပြီးချီးပါခြင်းလို့စင်းဖို့လုံနေလို့ငကြက်ကဟိန်းဟောက်လိုက်ပြီးထိုင်ခိုင်းထားပါတယ်။စီပြေးလို့ဖိုက်ဆန်လာတောင်းတော့ပြေးဖို့လုံနေတော့ချီးပါခြင်းလို့အဖွားရဲ့မြေကဇွတ်ဆင်းပြေးသွားပါတယ်။အကြက်လည်းကြောင်သွားပြီးအဖွားကြီးကိုပြန်ဆွဲထားကစိုင်းပိုင်ရှင်ကိုရင်ဝါကိုခြေထောက်နဲ့ကမ်းပြီးမောင်းပြေးကြပါတော့တယ်။အဖွားကြီးကလည်းသူ့မြေကြံခဲလို့ငိုကြွေးနေပါပြီ။စိုင်းပိုင်ရှင်ကနေကိုလည်းသူ့အဖေကနရင်အုပ်ပြီးအတော့မကြဘူးလို့ပြောဆိုလုံနေခြင်း။ကောင်းလေးကချီးပါပြီးလို့ထွက်လာတာကိုမြင်သွားပါတယ်။ ဒီချိန်မှာပဲကားကလည်းပြင်ရောက်လာပြီငကြက်တို့ကကောင်လေးကိုအတင်းဆင်းခေါ်နေချင်းဆိုင်းရှင်အဖိုးကြီးကလည်းလက်ထဲကနှလုံးပြူးနေထိုးချိန်လိုက်တဲ့အခါမှာပဲကားဘေးကိုဝင်ပုံးကြရပါတယ်ပြစ်ထည့်လိုက်တဲ့အခါမှာပဲကြီးကမထွက်ပါဘူးကြီးမထိုးထားရသေးတာပါငကြက်တို့လည်းပြောင်းနေကြသေးတာပါသူတို့ပြောင်းနေတုန်းမှာပဲကားကထွက်သွားလို့အမြန်လစ်ကြရပြီကားပေါ်ကိုအပြေးတက်ကြရကကားကထွက်သွားမှဆိုင်းရှင်ကြီးရဲ့နှလုံးပြူးကလည်းဒိမ့်ဆိုပြီးကြီးထွက်သွားပါတော့အဲ့ဒီနောက်မှာတော့နားတဲ့နေရာမှာငကြက်တို့ခောက်ဆွဲပြုတ်စားရင်း ။ဓမြတိုက်ဖို့အစီအစဉ်ဆွဲကြပါလေ။ကြားနေရင်ကားပေါ်ကဘူးတစ်ခုကိုမြင်လို့ယူလာပြီးခောက်ဆွဲပြုတ်ထဲကိုထည့်စားကြပါလေ။သူတို့စားနေရင်အဖိုးကြီးဆင်းလာပြီးသူ့ဘူးကိုစိတ်ဆိုးမှန်ဆိုးနဲ့ယူပြီးထွက်သွားပါလေ။အဲ့ဒီနောက်မှာတော့ကားပေါ်ကိုတက်ခိုင်းပြီးခီးစက်ဖို့ပြင်တော့အဖိုးကြီးကသူ့ရဲ့တရောလေးနဲ့ဘူးလေးကိုဘေးချာကလွမ်းဆွနေပြီးငမဲကသွားပြီးခေါ်လိုက်ရင်သူ့ဘာစိတ်မကောင်းဖြစ်သွားရပါလေ။ငမဲပြန်လာတော့အဖိုးကြီးရဲ့မိမအယိုးပြာကငကြက်တို့ခောက်ဆွဲတဲ့ကိုထည့်စားတဲ့ဘူးဆိုတာ တီသွားကြပြီးအန်ထွက်ကုန်ကြပါလေဒီလိုနဲ့ခီးဆက်ကြတော့ဘွားတော်တယောက်ကတလန်းလုံးဒူးရင်သီးတွေမရင်ရှက်ရီစားတော့လာလို့ကားပေါ်ကရှိတဲ့လူတွေလည်းအကုန်တတိလစ်ချင်နေကြပါပြီဒီတော့သူတယောက်တည်းကိုပဲအိမ်နဲ့ဆိုးပေးလိုက်တော့အစင်ပြေသွားပါလေဒါပေမဲ့မကြပါဘူးစားတဲ့လူလည်းအနက်မခံနိုင်လို့မူးလေသွားပါလေရောငကြက်ကအတင်းဆွဲထူတော့လေကျင်တက်ပြီးသူ့နှာခေါင်းထဲအတောင်းလိုက်ဝင်သွားလို့သူပါတတိလစ်သွားပါလေအဲ့ဒီနောက်မှာတော့ယထာနဲ့ခီးဆက်ကြတော့လေသူတို့သွားတဲ့ယထာလန်းအချောင်းကိုရှင်းပြခိုင်းတာ ဘသူမှမသိကြပါဘူးဒီတော့ငကြက်ကလည်းအားပပါနဲ့အမေကိုတတ်တဲ့တားကစောက်ထားတဲ့ရထားလမ်းလို့ပောက်ကရဇလန်းတွေထွင်ပြီးရှောက်ပြောပြလိုက်ပါတော့တယ်တယုံမလေးစူစူကလည်းရထားစီးရင်လင်းငင်းခံနေချင်းငကြက်ရဲ့တငယ်ချင်းကအနာကိုသွားပြီးစကားပြောရင်ဟိုကနားမလဲပါဘူးဆိုပြီးနေတော့ကိုဓာမြတိုက်တော့မှလို့ပြောလိုက်တာကိုစကားပြန်ငမဲကကြားပြီးလန့်သွားပါတယ်အနောက်ကိုပြန်အလက်ငကြက်ကဖမ်းပြီးအိမ်သာတဲကိုခေါ်ကသူတို့အကြောင်းကိုလိုက်ပြောရင်သိမယ်လို့မင်းကိုမယုံတဲ့အတွက် လမ်းခွဲပြီးအခုချက်ချင်းထွက်သွားဖို့ပြောတဲ့အခါမှာပဲငမဲကလည်းငိုယိုပြီးတောင်းပန်လို့လှုပ်ပေးလိုက်တဲ့အခါမှာပဲငါကြက်ရဲ့ညီတော်မောင်ကိုဖမ်းညစ်ပြီးသူနဲ့ဓမြတယောက်မှဝေစုပေးဖို့ညှိနှိုင်းလိုက်ကြပါတယ်ညှိလို့ပြီးတော့မင်းဖယ်ငါရှူပေါက်မယ်လို့ဆိုပြီးဘောင်းမီကိုဖြုတ်ငမဲကလည်းအပြင်ကိုထွက်ဖို့အပြင်အဘိုးကြီးကတကားဖုံတော့သူတို့ရဲ့အခြေအနေကိုအထင်မှားသွားပါလိမ့်ရောငါကြက်လည်းရှက်ရှက်နဲ့လစ်ပါတော့တယ်အဲ့ဒီနောက်မှာတော့ရောက်သွားကြတာကဟိုတယ်တစ်ခုဖြစ်ပြီးဟိုတယ်ကထူးခြားပါတယ်ငါကြက်တို့ကလည်းဟိုတယ်ကမရှိပါဘူး ချက်ကောက်ထွက်တာနဲ့လွတ်အောင်ပြေးဖို့အစီအစဉ်နဲ့ပါဟိုတယ်ကိုတီထောင်းတဲ့လူရဲ့ရုပ်တုကိုနှကုံးပုံစံနဲ့ပူဇော်ပတာထားတာပါဒဲကိုသူခီးတဲ့ကိုမကောင်းကြံလို့မရပါဘူးငကြက်တုကလည်းမယုံပါဘူးရုပ်တုရဲ့ပေါက်ဆွေတောင်ရန်ရှာနေသေးတာပါသူတို့ပေါက်ခရရတွေပြောပြီးထွက်သွားတော့အဆောင်တရေမကလည်းချက်ချင်းပေါ်လာပါတယ်စူစူတို့နှစ်ယောက်ကလည်းမြင်သွားပြီးလူပဲလို့ထင်ပြီးဓာတ်ပုံအတူတွဲရိုက်လိုက်ကြပါသေးတယ်ငကြက်တုလည်းအခန်းစင်းရင်သွားပြီးတော့ရက်ဆက်ရှင်ကလူရော်ဝင်တဲ့တွေကအကုန်လုံးလူမိုက်ရုပ်တွေကြီးပါပဲ ဒီလိုနဲ့အခန်းယူပြီးတရုတ်တွေလည်းဟိုတယ်ဇာတွေမြင်ပြီးဝမ်းသာသွားကြတယ်လို့သူစုကလည်းထော်ကိုင်းလို့ကြီးစုတင်ပါတယ်လို့ဆိုလိုက်ပါသေးတယ်။ငကြက်တို့ကလည်းသူတို့စားတောက်တဲ့နေရာဝင်တာနဲ့အခန်းတကားကိုအသေးပိတ်ပစ်လိုက်ပါတယ်။ပီတာနဲ့ငကြက်တို့အဖွဲ့မျက်နှာဖုံးတွေစွတ်ပြီးခီးတဲ့ကိုဓမြတိုက်မှာပါ။မဟုတ်ပါဘူးအလစ်တုံမှာပါ။အခန်းတွေထဲမှာတရုတ်တွေမရှိတော့မှအခန်းတွေထဲဝင်ပြီးပိုက်ဆံနဲ့တံမိုးရှိတာတွေယူကြရင်သူတို့ရဲ့နောက်ကျောင်းတွေကိုလည်းတည်သွားကြပါတယ်။ကင်စာဖြစ်နေတဲ့လူရဲ့ မိမယူဖို့လာတဲ့လူရဲ့ပါနောက်ထပ်အခန်းတွေကိုထက်ရှာတော့စူစူရဲ့အခန်းကိုငကြက်ရဲ့တငယ်ချင်းကဝင်ရှာရင်သူတို့နှစ်ယောက်ပုံကိုတေချာတင်းထားတာကိုမြင်ပြီးကြေကွဲသွားပါပြီငကြက်ရဲ့ဦးလေးကလည်းအဖွားကြီးရဲ့အခန်းထဲကိုဝင်ပြီးမြေပွားနှစ်ယောက်ပဲရှိတဲ့ဘဝကိုတိလိုက်ရပြီးစိတ်မကောင်းဖြစ်သွားတာပါဒီတော့နှစ်ယောက်လုံးမယူဘဲပြန်ထွက်လာကြပါလေငကြက်ကတော့တရောထိုးတဲ့အဖိုးကြီးရဲ့အခန်းကိုဝင်တော့ဘာမှမရှိရှိတာကိုယူရဲကွာဆိုပြီးတရောကြီးကိုယူပြီးဆွဲအထွက်အဆောင်တရေမားကလည်းတရောကြီးဆွဲထားလို့ နောက်လည်းကြည့်တော့မြင်ပြီးလန့်သွားပါလိမ့်။ဒါပေမဲ့မယုံသေးပါဘူး။မိအိပ်ပိတ်ဖွင့်လှုပ်လိုက်သေးတာပါ။ဒေချာပြီဆိုတော့မှပြေးပါတော့တယ်။အပြင်ကိုရောက်တော့ဘာမှမပြောဘဲထွက်ပြေးသွားပြီ။ဦးလေးတို့နှစ်ယောက်ကိုလည်းထပ်ပြီးကိုထင်ပြလို့ထွက်ပြေးကြရပါတော့တယ်။ပြေးပြီးပုံတော်လည်းတခန်းနဲ့အတူပုံမိကြပြီ။ဘလို့လောက်ကြမလဲပြန်ချကြမလား။ဟာတရဲကိုပြန်ချလို့ရမလားဗျ။ပြောဆိုနေချိန်မှာပဲငကြက်နောက်ကနေပေါက်စီနဲ့ထောက်ထားခံရပါပြီ။ငကြက်ရဲ့တငယ်ချင်းကလည်းအားကိုးရပါတယ်။အရင်ပြေးကြပါပြီ။ သူတို့ပိတ်ထားတဲ့အခန်းကိုသွားဖွင့်လိုက်ကြကငကြက်ကလည်းတရေမာကသူ့ကိုပေါက်စီအတင်းပြနေလို့လက်သီးစာကျွေးပြီးထွက်ပြေးပါတော့တယ်ပြေးတော့လေတရုတ်တွေစားနေတဲ့အခန်းထဲဖြစ်ပြီးကြောင်ကြည့်နေကြချင်းဇပွဲပေါ်ကနေရောက်တိုးကြီးပေါ်လာပါတယ်ဒါကိုမြင်တော့ငကြက်တို့ကလည်းပြေးကြပြီမဲ့တရုတ်တွေကမပြေးသေးပါဘူးသူတို့ကိုဖျော်ပြနေတယ်ထင်ပြီးလက်ကုတ်တောင်တီးနေကြသေးတာပါစုစုတို့ကလည်းသူတို့နဲ့ဓာတ်ပုံအတူရိုက်ခဲ့တာကိုမှတ်မိပြီဖုံးတဲ့ကပုံကိုယူကြည့်နေချင်းဓာတ်ပုံထဲမှာပေါ်မနေပါဘူး ဒီအချိန်မှာပဲခေါင်းကြီးကစပွဲပေါ်ကိုပြုတ်ကျလာလို့အကုန်ထပြေးကြရပါတော့တယ်။ငကြက်ကလည်းပြေးလွှိုင်းရင်သူတို့ယူထားတဲ့ပစ္စည်းတွေကိုသိမ့်နေချင်းငမဲမကလည်းသူ့ယောက်ျားကိုခေါ်ထားတာပါ။သူ့ယောက်ျားကတခြားလူမဟုတ်ပါဘူး။ငကြက်ထောင်ထဲမှာတွေ့ခဲ့တဲ့လူဆိုးကြီးကတည်းရက်ပါ။ငမဲမကလည်းသူ့လင်ရဲ့လက်နဲ့နင်တို့ကိုအပြည့်ရှင်းမယ်လို့ကြိမ်းဝါနေကတယ်။ဒေယမကလည်းထွက်လာတော့ကတိရက်ကဘောင်းမီချွတ်ပြလိုက်လို့အော်ပြီးထွက်ပြေးသွားတာပါပဲလူโซကြီးကတိရက်ကလည်းဓားဆွဲပြီးထိုးမယ်ကြံတော့ အကြက်ရဲ့တငယ်ချင်းကဝုန်းဆိုပြီးတကားဖွင့်ပြီးအခန်းထဲကိုဝင်လာတော့တကားညက်ပြီးသူ့ကိုယ်သူပြန်ထိုးမိသွားပါတယ်။ဒါပေမဲ့ဂျက်ကောင်းကိုမထိလို့မသိပါဘူး။ထပ်ပြီးဓာတ်နဲ့ရွေးတော့ဦးလေးကထပ်ဝင်လာလို့လက်ဘင်းကိုစိုက်ပြီးလစ်သွားပါတော့တယ်။ငမဲမကလည်းကုန်းအော်နေပြီးအကုန်လုံးကကြောင်ကြည့်နေချင်းဒီရုပ်တွေကလည်းအခန်းထဲကိုရောက်လာပြီးသူတို့ပစ္စည်းတွေကိုမြင်တော့ယူနေကြတော့ပါပဲ။တရဲမကထပ်ပြီးပေါ်လာလို့ရုပ်တွေကထွက်ပြေးရပြီးငါကျက်တို့ကလည်းကြောင်ပြီးကြံခဲ့တာပါ။ငမဲမကလည်းတရဲမကို နင်းပေါက်စီလောက်တော့ငါရဲ့မမနဲ့တွေ့သွားမယ်လို့ဟောက်လိုက်တော့တရဲပါလဲဆက်ပြီးမချောင်းနိုင်တော့ပါဘူး။ငါချက်တို့ကိုကြိမ်မောင်းပြီးဓာတ်နဲ့ရွယ်လိုက်ချင်းကိုဝေးကတကားဖွင့်လိုက်လို့ငမဲမကိုဓာတ်နဲ့ကိုဟာကိုပြန်ထိုးမိပြီးဒီလက်သွားပြန်ပါတယ်။အကိုဝေးအတွက်စော်လေးတပွင့်ရှာထားပြည့်တယ်လို့ဆိုပြီးတရဲမကိုကိုဝေးနဲ့ထားခဲ့ပြီးလက်ကြပါတယ်။ကိုဝေးလည်းပိုင်ပြီးဟဆိုပြီးစွဲချော့မျက်လုံးပြူးသွားပါတယ်။ရှင်ဘတ်ကြီးကပွင့်နေလို့ပါ။ဒီတော့ငါချက်တို့ပြေးတဲ့နောက်ကိုလိုက်ပြေးရပါတော့တယ်။ တရေမားကလည်းကိုလုံးမလိုက်ပဲခေါင်းကြီးပဲဖြုတ်ပြီးလွတ်လိုက်တာပါကိုဝေကလည်းနောက်ဆုံးကပြေးတော့ပြေးရင်သူ့ကိုမှီလာလို့ခေါင်းကိုဖမ်းကြိုက်ခိုင်းခေါင်းနဲ့စကားများနေသေးတာပါခေါင်းကိုလွတ်ပြစ်လိုက်တော့ငကြက်စီကိုအတင်းလိုက်ပါတော့တယ်ငကြက်ကပြေးတော့ပုံးနေတဲ့တရုတ်တွေအနားကိုရောက်သွားလို့တရုတ်တွေလည်းပြေးကြရပါတယ်ပြေးရင်ငကြက်အရှိကကိုလုံးကြီးကရောက်လာလို့ညှက်သွားကြတယ်အနောက်ကခေါင်းကလည်းပြေးဝင်လာခြေထောက်နဲ့ဖမ်းတားထားလိုက်ရပါငကြက်တယောက်ခေါင်းပြတ်နဲ့ကိုယ်နဲ့ချားမှတိုင်ပတ်နေချင်း အဖိုးကြီးကခြေထောက်နဲ့ပြေးကန်ထဲလိုက်တာမကြက်ပါကန်မိသွားတာပါအာဝံကလည်းပြေးပြီးကန်ထဲလိုက်တာကိုလုံးကြီးလည်းပြတင်းပေါက်ကနေတုတ်ချသွားပါလေအဲ့ဒီနောက်မှာတော့အကုန်လုံးကကြောက်လန့်နေကြချင်းငါကြက်ကမရှိပါဘူးကားနဲ့ထွက်သွားဖို့ပြင်ပါတယ်သူ့ရဲ့တငယ်ချင်းတွေကိုခေါ်တာမလိုက်ကြပါဘူးဒီတော့ငါကြက်တယောက်တည်းကားမောင်းပြီးထွက်သွားပါတော့တယ်အတော်ကြာမောင်းပြီးတော့ငါကြက်လည်းကားရက်ပြီးစဉ်းစားနေပါပြီငါကြက်ရဲ့တငယ်ချင်းနဲ့တရုတ်တွေလည်းကားမရှိလို့ဒီတိုင်းထွက်လာတော့ရဲတွေကလည်းရောက်လာပြီးဖမ်းကြပါလိမ့်ရော လူစိုးကြီးကတိရရဲ့အလောင်းကိုလည်းတွေ့ထားကြတာပါအဲ့ဒီနောက်မှာတော့အကုန်လုံးအချုပ်ထဲရောက်သွားကြပြီအချုပ်ထဲကိုရောက်နေတဲ့ငကြက်တို့နဲ့တခြားလူတွေကိုလည်းအချိန်တော်ကြာမှလွတ်ပေးလိုက်ပါတယ်သူတို့နဲ့မပတ်သက်တဲ့အတွက်သူတို့ကအလိန်ခံရတဲ့အတွက်ပါငကြက်လည်းတရုတ်တွေကိုတောင်းပန်လိုက်ပြီးခဏနေတော့လူလိန်တွေကိုမုန်းတဲ့လူလိန်ကြီးကိုထောင်ထဲမှာတွေ့ပါလေရောဒီတော့တရွေးနဲ့ဝိုင်းထွေးပြစ်လိုက်ကြပါတယ်နောက်ဆုံးမှာတော့အဖိုးကြီးကတရုတ်ထောက်လန်းရေးပါတရုတ်တွေကိုလူကုန်ကူးနေတဲ့ဘိုးတော်ကိုလာစုံစမ်းရင်းလာတာပါ နောက်ဆုံးမှာတော့အားလုံးအဆင်ပြေသွားကြပြီပျော်ပျော်ရွှင်ရွှင်နဲ့ပဲလီရင်ဝင်းကိုပြန်လိုက်ပို့ပေးလိုက်ကြပါတယ်လမ်းမှာလည်းစူစူနဲ့ငကြက်ရဲ့တငယ်ချင်းကအဆင်ပြေကြလို့ပါပဲအကုန်လုံးကလည်းပျော်ပျော်ပါပါခရီးကိုအဆုံးသတ်ပြီးပြန်ကြပါပြီလီရင်ဝင်းမှာရောက်တော့ငကြက်ကိုနှုတ်ဆက်လိုက်ပြီစူစူကိုလည်းငကြက်ရဲ့တငယ်ချင်းကနှုတ်ဆက်အနမ်းပေးနေတာပါနောက်ဆုံးမှာတော့ငကြက်တို့ခီးသွွားလုပ်ငန်းတစ်ခုတီထောင်လိုက်နိုင်ပြီလီရင်ကွင်းမှာခီးတဲ့စောင့်နေချင်းကိုဝေကိုဖုံးဆက်ပြီးဟိုတယ်တွေစီစဉ်ထားပြီးပြီလာမိတော့ စီစဉ်ထားတာပါလို့ရှိနေတာပါဒါပေမဲ့ဖဲတို့ကလက်ကမချပါဘူးလက်မလည်းလက်ထိပ်ကြီးကတန်းလန်းနေပါငကြက်တို့လည်းသူတို့စောင့်နေတဲ့ခီးတွေကတရားကြောနေတာပါကောင်းတာကလောက်ရခတ်တယ်ဒါပေမဲ့ငါတို့လုံနိုင်ပါတယ်လို့ဆိုကခီးတွေများလွန်းလို့လေရင်ကွင်းတောင်တုံသွားပြီးဇာလန်းလည်းပြီးဆုံးသွားခဲ့ပါတယ်ခမညာအစုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီးစိတ်ချမ်းသာခြင်းကိုယ်ဝီချမ်းမှာခြင်းများနဲ့အတူကတ်သုံးပါကြော်နေနိုင်ပါစေလို့ဆုတောင်းပေးရင်ဏီကုန်းချုပ်လိုက်ရပါတယ်ခမညာ